ကြီးမင်းကလေးတို့ရေ Little Forest Journey ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်။မနက်ခင်းနေမင်းကြီးဟာအရှိတ်တောင်တန်းတွေပေါ်ကနေပြုံးရှင်စွာထွက်ပေါ်လာပြီးကဘာမကြီးကိုနေအောင်ကြီးတွေနဲ့လွှမ်းခြုံထားတဲ့မနက်ခင်းမျိုးမှာကြက်တွန်တန်လေးတွေနဲ့ငှက်ကလေးတွေရဲ့တင်းဆူတန်လေးတွေကလည်းနားထောင်လို့ကောင်းလိုက်တာနော်။ဒီလိုတရားလှပတဲ့နေလေးမှာပဲ Little Forest ကကလေးတို့ကိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြပါဦးမယ်။ ဒီပုံမြင်လေးကတော့ကြက်ဖတောင်ဝေးအကြောင်းပေါ့တောင်ဝေးဆိုတာဖိုးဖိုးဖွားဖွားတို့လမ်းလျှောက်ဖို့အကူအညီပေးတဲ့အရာလို့ကလေးတို့အတီမှာပေါ့နော်ဒါပေမဲ့ဒီပုံမြင်လေးကတောင်ဝေးလေးကတော့တာမန်တောင်ဝေးမဟုတ်ဘူးကွသူကလိုရာစုကိုတောင်းလို့ရတဲ့မော်တောင်ဝေးလေးဖြစ်နေတာပေါ့ကဲကဲကလေးတို့ရေ Little Forest ကပြောပြမဲ့ကြက်ဖတောင်ဝေးပုံမြင်လေးကို နားထောင်ဖို့အဆင်သင့်ဖြစ်ပါပြီနော် ကျပတောင်ဝေးဟိုးရှိရှိတုန်းကပေါ့ွယ်ရွာဒီဝါရဲ့အစွန်ဖျားမှာ အဖိုးအိုတယောက်နဲ့သူ့မိကလေးမောင်ပီတို့ဟာကျင်ကျင်နာနာနဲ့ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့တဲ့အဖိုးအိုဟာ အသက်အလွန်ကြီးလာတဲ့တနေ့မှာတော့သူ့ရဲ့တူဦးရီသောမြေးကလေးမောင်ပီကို သူ့အနာခေါ်လိုက်ပါတယ် မင်းကလေးမောင်ပြီးရေအဖိုးကမကြခင်ငါမင်းကလေးကို ခွဲခွာရတော့မယ်။ဒါကြောင့်အဖိုးမှာရှိတဲ့တံပိုးအရှိဆုံးပစ္စည်းလေးတစ်ခုကိုမင်းကလေးအတွက်အမွေပေးခဲ့ခြင်းနဲ့ကွယ်လို့ပြောပြီးကြက်ဖပုံလေးထွင်းထားတဲ့တသားတောင်ဝေးလေးကိုပေးလိုက်ပါတယ်။မောင်ပြီးကအဖိုးရဲ့ဒါကတာမန်တောင်ဝေးလေးပဲမဟုတ်လားလို့မေးလိုက်တော့အဖိုးအိုကပြုံးပြီး မဟုတ်ဘူးမြေးလေးရဲ့ဒီတောင်ဝေးကတို့ဘိုးဘေးစင်ဆက်အမွေဆက်ခံလာတဲ့မော်ချက်ဖာတောင်ဝေးလေးကွဲ့လို့ပြောလိုက်ပါတယ်။ဘောင်ဘီကမျက်လုံးလေးတွေဝိုင်းပြီးဘလို့မော်ချက်ဖာတောင်ဝေးမျိုးလဲအဖိုးရဲ့လို့စိတ်ဝင်တစားမေးတော့အဖိုးအိုကဘောင်ဘီကိုခက်ရဲရဲပြုံးပြီးပြောပြတဲ့ဒီချက်ဖာတောင်ဝေးလေးကတကူးအစွမ်းတွေရှိပေမဲ့ လောဘကြီးတဲ့သူတွေလက်ထဲရောက်ရင်သူ့ရဲ့အစွမ်းတွေပျောက်ွယ်သွားတတ်တယ်မိလေးရဲ့ဒါကြောင့်ဒီတောင်ဝေးကိုကင်ပြီးဆူတောင်းခြင်းနဲ့ဆိုရင် သူ့ရဲ့အပြားကို မြေကြီးပေါ်တစ်ချက်စောင့်ပြီးကျပတောင်ဝေးကျပတောင်ဝေးကျွန်တော်စုကိုပေးပါတော့လို့ရွတ်ဆိုပြီးမှဆူတောင်းရတယ်။နောက်ပြီးတနေ့ကို တခါပဲတောင်းလို့ရတာကိုလည်းသတိထားရမယ်။မောင်ပြီးဟာအံ့ဩသွားပြီး အဖိုးရဲ့စကားအတိုင်း ကျဖတောင်ဝေးကိုမြေကြီးပေါ်တစ်ချက်ဆောင်ပြီကျဖတောင်ဝေးကျဖတောင်ဝေးကျွန်တော်စုကို ပေးပါတော့ကျွန်တော်ကိုမိသွေးတုံးတွေပေးပါလို့ဆူတောင်းလိုက်တဲ့ချက်ချင်းပဲမိသွေးတုံးတွေအပုံလိုက် သူ့ရှေ့မှာတကယ်ကို ရောက်လာလို့မောင်ပြီးဟာတိတ်ဝမ်းသာသွားတာပေါ့အဖိုးတို့ဘိုးဘေးတွေဟာဒီကျဖတောင်ဝေးလေးနဲ့လောဘကင်းကင်းပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတယ်အဖိုးလည်း ဒီတောင်ဝေးလေးရဲ့ကျေးဇူးနဲ့ပဲမင်းနဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ရတာအခုငါမေးရဲ့လက်ထဲကိုဒီတောင်ဝေးလေးရောက်လာပြီဆိုတော့စနစ်တကျအသုံးပြုပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ရမယ်နော်လို့အဖိုးကမှာကြားတဲ့ဟုတ်ကဲ့ပါအဖိုးမောင်ပြီးတေချာကယူဆိုင်ပါမယ်လို့မောင်ပြီးကပြောလိုက်တော့မှ အဖိုးအိုကစိတ်ချလက်ချပြုံးပြီးမြေကလေးရဲ့ကောင်းကို ပုတ်တက်လိုက်ပါတယ် သိမ့်မကြခင်မှာတော့အသက်အရွယ်ကြီးရင်ပြီးအလွန်လာမကျန်းဖြစ်လာတဲ့အဖိုးအိုဟာကွဲလွန်သွားရှာပါတော့တယ်။မောင်ပြီးဟာအဖိုးရဲ့စကားကိုသတိတရရှိပြီးတောင်ဝေးလေးကိုအင်းရဲ့အဖိုးတန်နေရာလေးမှာအမြဲတမ်းထားရှိခဲ့တယ်။သူဟာတခါမှဆူတောင်းမှုမစင်စားမိပဲသူ့ရဲ့လေကွက်လေးထဲမှာပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ပြီးနေထိုင်ခဲ့ပါတဲ့။ ။ဒီနေ့မှာတော့မောင်ပီကတောအုပ်ထဲမှာကျဖတောင်ဝင်းနဲ့လမ်းလျှောက်နေတော့ခရီးသွားတယောက်နဲ့တွေ့တယ်။အဲ့ဒီခရီးသွားကမင်းလက်ထဲကတောင်ဝင်းကအရန်လာတယ်နော်။ငါ့ကိုရောက်ပါလားလို့ပြောတဲ့။မောင်ပီကဒီချက်ဖတောင်ဝေးကကျွန်တော်အဖိုးအမွေပေးခဲ့တဲ့အဖိုးရံပစ္စည်းမျိုးမရောင်းနိုင်ပါဘူးခမားလို့ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီခရီးသွားဟာတကယ်တော့တခိုးတယောက်ဖြစ်နေတာကိုမောင်ပီတယောက်မသိရှာဘူး။တခိုးကမောင်ပီကို ကြက်ဖတောင်ဝေးကို ရောက်မှုတက်ခါထက်ခါပြောပေမဲ့မောင်ပီကလည်းဇက်တိုက်ညင်းနေတာကြောင့်တခိုးကညဘက်ရောက်ရင် ခိုးယူဖို့အကြံထုတ်တော်တယ်။ညရောက်တော့မောင်ပီအိပ်ပျော်နေတော့တခိုးကအိမ်ထဲဝင်ပြီးတောင်ဝေးကိုခိုးယူသွားပါတော့တယ်။မနက်မိုးလင်းလို့ကြက်ဖတောင်ဝေးမတွေ့တော့တဲ့အခါ မောင်ပြီးလည်းအလွန်စိတ်မကောင်းဖြစ်သွားတယ်။ဒါပေမဲ့မောင်ပြီးဟာထိုင်ပြီးငုံမနေပါဘူး။တကူးကဘသူလဲဘလို့ပြန်ဖမ်းရမလဲဆိုတာကိုညံထုတ်စဉ်းစားပါတော့တယ်။ဒီလိုနဲ့မောင်ပြီးဟာတကူးကိုလိုက်ရှာရင်းနဲ့မြေကမ်းနားမှာထိုင်ပြီးကြက်ဖတောင်ဝင်းနဲ့ဆုတောင်းဖို့ပြင်နေတဲ့တကူးကိုတွေ့လိုက်ရတယ်။တကူးကကြက်ဖတောင်ဝင်းကို မြေကြီးပေါ်စောင့်ဆောင်ပြီး ချက်ခတောင်းဝေးချက်ခတောင်းဝေးငါစုကို ပေးပါတော့ရွှေတွေအများကြီးပေးပါလို့ဆုတောင်းလိုက်တဲ့ဒါပေမဲ့ရွှေတွေအစားချက်ဖာကြီးတစ်ကောင်ပဲပေါ်လာတယ်တကိုးကစိတ်တူတူနဲ့တောင်းဝေးကိုထတ်ဆောင်ပြီးချက်ဖာတောင်းဝေးချက်ဖာတောင်းဝေးငါစုကိုပေးပါတော့အလုံးချောမောလာပါတဲ့မိန်းကလေးတယောက်ကိုပေးပါလို့ထတ်ဆုတောင်းလိုက်ပြန်တယ်ဒါပေမဲ့ ချောမောလာပါတဲ့မိန်ကလေးအစားအလွန်ကြီးမားတဲ့စိတ်မကြီးတကောင် ပေါ်လာတယ်။စိတ်မကြီးကတခိုးကိုကြည့်ပြီးလို့အိုပြီးတခိုးပခုံးပေါ်ခုန်တက်ဖို့လှုပ်တော့တခိုးကရှောင်ပြေးရပါလေရော။တခိုးလည်းပိုစိတ်ဆိုးလာတာပေါ့။တောင်ဝေးကိုမြေကြီးပေါ်နောက်တစ်ခါထပ်ဆောင်ပြီး ကျန်းဖတောင်ဝေးကျန်းဖတောင်ဝေးငါးစုကိုပေးပါတော့ကြီးမားတဲ့အိမ်တလုံးနဲ့လေကွင်းတွေအများကြီးပေးပါလို့ဆူတောင်းပြန်ပါတဲ့ဒါပေမဲ့အိမ်ကြီးနဲ့လေကွင်းတွေအစားအလွန်ကြီးမားတဲ့ဝင်းပလွေကြီးတစ်ကောင်ပေါ်လာတယ်ဝင်းပလွေကြီးက တခိုးကိုခုံအုပ်ပြီးစားမယ်လို့တော့ကြောက်လန့်တကြားထွက်ပြေးရပြန်တဲ့။တခိုးကိုစောင့်ကြည့်နေတဲ့မောင်ပီက အဖိုးပြောခဲ့တဲ့မော်တကိုးထက်ဉာဏ်ပညာကို ပိုအားကိုပါဆိုတဲ့ဇုံမစကားကိုတတိယသွားပါတယ်။ဒုက္ခတော့ရောက်ပြီဗျို့။ကျုပ်ရဲ့ကျဖတောင်ဝေးအခိုးခံလိုက်ရပါပြီ။အဲ့ဒီတောင်ဝေးကဆူတောင်းရင်ရောင်းမြန်တွေကြီးပဲဖြစ်တာဗျ။ ရွှေရွေလိုချင်လို့ရွှေရွေပေးလို့တောင်းရင်ခဲလုံးတွေပဲကြလာတာထမင်းစားလို့ထမင်းပေးလို့တောင်းရင်ရေတွေပဲထွက်လာတာဗျို့အသောမဝင်တဲ့တောင်ဝေးကိုဘသူခိုးသွားလဲမသိပါဘူးဒုက္ခပါပဲဆိုပြီးတခိုးကြောက်အောင်အတန်ကြဲကြဲနဲ့អော်ပြောလိုက်တဲ့ဒါကိုကြားသွားတဲ့တခိုးကဟင်တဲဟုတ်ပါလားဒီကောင်လေးပြောပုံဆို စူတောင်းရင်ပြောင်းမြန်ဖြစ်တယ်ဆိုတော့ဒါဆိုငါကရွှေရွှေလိုချင်ရင်ဂဲလုံးတွေ ပေးလို့တောင်းရမှာပေါ့ဟာ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 ငါလောက်ဘသူပိုချမ်းသာတော့မလဲလို့တွေးပြီးတောင်ဝေးကိုပိုက်လို့တောနဲ့ထဲကို အမြန်ဆုံးပြေးဝင်သွားတော့တယ်တောနဲ့ထဲလူသူကင်းတဲ့နေရာရောက်တော့တခိုးဟာမယုံမယဲနဲ့တောင်ဝေးကိုကင်ပြီးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ဟမ်ဟမ်ကျဘတောင်ဝေးကျဘတောင်ဝေးငါ့ကိုရှွန့်ွေပွက်တွေပေးစမ်းလို့အော်တောင်းလိုက်တယ်။သူကရှွန့်ပွက်တောင်းရင်ရွှေတွေငွေတွေထွက်လာမယ်လို့ထင်နေတာကိုကလေးတို့ရဲ့ဒါပေမဲ့ဘာဖြစ်လာတဲ့ထင်လဲ။တောင်ဝေးထိတ်ကနေရွှေတွေလည်းထွက်မလာဘူးငွေတွေလည်းထွက်မလာဘူးတကယ်ကိုပုတ်အဲ့နန်စောနေတဲ့ရှွန့်တွေပွက်တွေက တဝောဝောထွက်ကြလာပြီးတခိုးရဲ့တခိုးလုံးကို ဖုံးလွှမ်းသွားတော့တာပေါ့အမလေးကဲကြပါအောင်ကဲကြပါအောင်ရှုံနေရှုံနေတကယ်ပဲရှုံနေထွက်လာပါလားတခိုးဟာရှုံနုံတွေထဲမှာရုန်းကန်ရင်ကြောက်လန့်တကြားနဲ့တောင်ဝေးကိုလွတ်ချလို့အသက်လူပြီးထွက်ပြေးသွားတော့တာပါပဲအဲ့ဒီအချိန်ကြားမှာခြုံပုတ်နောက်ွယ်ကနေမောင်ပီကထွက်လာပြီးဟာ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  လောဘကြီးတဲ့တခိုးတော့ငါညံဘဲမိမလဲဆိုပြီးသူ့ရဲ့အဖိုးရံကျဖတောင်ဝေးလေးကိုပြန်ကောက်ယူလိုက်တော့တာပေါ့မောင်ပြီးဟာကျဖတောင်ဝေးကိုပြန်ပိုင်ဆိုင်ရလို့တိတ်ပျော်ရွှင်သွားပါတဲ့အဲဒီနေ့ကစပြီးမောင်ပြီးဟာမော်တောင်ဝေးလေးကိုပိုင်ဆိုင်ထားပေမဲ့မော်တကိုအစွမ်းကိုအားကိုးမနေပါဘူးသူ့ရဲ့ဉာဏ်ပညာနဲ့လုံလဝရိယကိုသုံးပြီးစ조사လောက်ကင်တဲ့အတွက် ရွာမှာအားလုံးကချစ်ခင်လေးစားရတဲ့လူငယ်လေးတယောက်ဖြစ်လာခဲ့တဲ့ကွယ်။သူဟာလောဘမကြီးပဲဉာဏ်ပညာကို အသုံးချလို့သူ့ပိုင်ဆိုင်မှုကို ပြန်လည်ရယူနိုင်ခဲ့တဲ့အတွက်သူ့ကိုယ်သူအမြဲဂုဏ်ယူနေခဲ့တော့တာပေါ့ကွယ်။ကဲကလေးတို့ရေမောင်ပီလိုမျိုးဉာဏ်ကောင်းပြီးတတ်သိရှိရင်ဘာတွေလှုပ်တင်တယ်လဲဆိုတာပြောပြပေးပါဦး။ အခက်အခဲပြဿနာတွေနဲ့ကြုံလာတဲ့အခါမှော်တကိုးတွေကံကောင်းခြင်းတွေထက် ကိုယ့်ရဲ့အုံနောက်နဲ့ဉာဏ်ပညာကို ပိုပြီးအားကိုးသင့်တယ်ဆိုရာရဲ့ပြီးတော့သူတစ်ပါးပစ္စည်းကို လိုချင်တတ်မှတ်တဲ့လောဘဟာနောက်ဆုံးမှာကိုယ့်ကိုပဲဒုက္ခပြန်ပေးတတ်တယ်ဆိုတာကိုဒီပုံမြင်လေးတွေကနေ Little Forest တို့တွေအထူးထူးသိခဲ့ကြရတယ်နော်ဟုတ်ကဲ့ပါလူချင်းမင်းကလေးတို့လည်းပျော်ရွှင်စွာနဲ့ညံကောင်းကြပါစေနော် ကျမ်းမာပျော်ရွှင်ပြီးတာယာဘေးကင်းတဲ့နေ့ရက်ကလေးဖြစ်ပါစေ။နောက်တစ်ပတ်မှပြန်တွေ့ကြမယ်နော်။ See ya. Bye bye.